use it မင်းတို့ရေလောစောတက်တာနဲ့ဒီအင်ဂျီနဲ့ရောက်လာခဲ့အဲ့နေရာလေးကထိုးချားလေးလည်းဖြစ်တယ်ပြီးလို့ရှိရင်နက်ဆရာမလေးတယောက်ဖြစ်နေတာပေါ့နော်ဆိုတော့ဒီဟာတွေကအမီကိုဒုရယာကြီးပေါ်လာတဲ့အချိန်မှာပူရာကတာနဲ့ပဲဖြစ်နေခဲ့တာ ਉ အခုနောက်ပိုင်းကဘယ်လိုပြောမလဲရိုးရရမှုလည်းမဟုတ်ဘူးဟိုခန်းစားချက်တွေကဒူဘိုင်းဘက်ကိုသွားနေရပေါ့နော် အဲအိမ်မြောင်ကအမီစပြီးတော့မှဒုတိယကြိမ်ဖြစ်လာတဲ့အချိန်မှာပေါ့နော်2023မှာအာရိုက်ထားတဲ့ဖုန်းရှင်ပြီးတော့အိမ်မြောင်ဒုတိယကားပေါ့နော်အဲ့မှာဘယ်လိုမျိုးလက်ခံဖြစ်လဲဆိုတော့အမီကအဲ့နေရာလေးကထူးခြားခြားလေးလည်းဖြစ်တယ်ပြီးလို့ရှိရင်နတ်ဆရာမလေးတယောက်ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့အမီကဒီ we fret production ရလဲဒီဒီကားနဲ့ပထမဆုံးဖြစ်တယ်ညီမလေးရယ်ဆိုတေချာ meeting လုပ်ပြီးမှညီမလေးနဲ့ပွဲဦးထွက်လေးဟိုဒီ production ကိုလုပ်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ character လေးမှာအမီလှလှလဲလဲကိုမှ လက်ခံဖြစ်တာပါရှင်။မှတ်တရရှိတာအဲ့ဒီကရိုက်တဲ့ချိန်မှာအမေကဟိုတထထဲကြရတယ်ပေါ့နော်တထထဲကြရလို့ခံစားရတယ်ခင်ပြိုမတီကရိုက်တာလေးနဲ့ပေါ့နော်အဲ့ဒီစိတ်တော့အခုပြန်ဖြစ်တယ်အဲ့ဒီကြည့်နေတဲ့အချိန်မှာအဲ့ဒီခံစားချက်လေးပြန်ဖြစ်ပါတယ်ဟုတ်အဲ့မှာကားရတဲ့စင်းလေးတွေပါတယ်တချို့ဟာလေဆိုရင်သူကအမိခံယူထားတဲ့ဟိုအက်တာပေါ့နော် actress ပေါ့အဲ့ဒီရခေချေလန်းလေးကိုသွားချင်တာဖြစ်တဲ့အတွက်ရီစင်တဲ့နေရာမှာသူများကိုရီတဲ့မှုကိုပေးနိုင်ရမယ်ငိုချင်တဲ့အချိန်မှာ ကြည့်တဲ့ပြိသက်တယောက်ချင်းစီတိုင်းငိုတဲ့မှုကိုပေးနိုင်ရမယ်ဘယ်ဟာ character မှာအဝင်ခွင့်ကြဖြစ်ချင်လဲဆိုတဲ့ဟာပါအိမ်မြန်မာတော့အဲ့စင်လေးတိုင်းမှာသူ့ဘာနဲ့သူတော့အမီခံစားမှုလေးတော့ရှိပါတယ်ဆိုတော့နောက်ဆုံးဒီကောနဲ့စင်းနေဆိုလဲကမရှင်မိရလေအော်ပေးယူနေအဲ့ဒီဟာတွေမှာရှိတဲ့ဟာလေးတွေကတော့အဲပြန်ကြည့်တဲ့ချိန်မှာအမီနောက်ထပ်နောက်ထပ်ကိုအထက်မကလွတ်ချင်တဲ့စိတ်တွေပေါ်တယ်ပြီးလို့ရှိရင်အမီဘယ်ဟာကိုအတ္တိကနဲ့တာမညာခွဲပြီးတော့မှအမီရဲ့လုတ်တွေလုတ်ရမလဲဆိုတာကိုဒီအိမ်မြောင်ကလည်း အာကြည့်ကြည့်ရင်လည်းမှာပို့ပြီးတော့အဲ့စိတ်ကိုခွဲခြားမှုစိတ်လေးကိုပုံဝင်စေပါတယ်။ကိုကင်ကြီးနဲ့အီမီနဲ့အဲ့မှာအဲ့စင်ပေါ့နော်။အဲ့မှာအီမီကဟိုဒရိုက်တာကိုသားညီကကိုသားညီကပြောတယ်ပေါ့နော်။ဒီလိုဒီလိုကားလိုက်တဲ့အဲ့နဲ့သူတို့ကအဲ့လိုကားလို့ရမလဲအီမီမထင်ဘူး။ဒီဟာတွေကအီမီကိုဒုရီယာကြီးပေါ်လာတဲ့အချိန်မှာပူရာကတာနဲ့ပဲဖြစ်နေခဲ့တာ哦။ဒါပေမဲ့အဲ့အချိန်မှာဟဲ့ကားလို့ရရပေါ့နော်။အီမီလုတ်တာတွေကခရိုက်တာနဲ့ကိုဟိုဖြစ်တယ်ဆိုတော့ အဲရိုက်တက်ချိန်မှာလည်းအမီအရန်ကိုမှစိတ်ချမ်းသာခဲ့ရပါတယ်။ဟိုစိတ်ထဲကနေ DJ B နဲ့လိုက်ပြီးတော့မှအမီ change ချက်တွေလောက်တာပေါ့နော်။အဲအဲ့လိုရှိပါမြန်မာသချင်းဆိုလည်းမြန်မာကောက်ကိုခံစားချက်တွေအဲ့လိုမျိုးရှမ်းဆိုလည်းရှမ်းပေါ့နော်။အဲ့ဒီရ character တွေပေါ်မှာတော့အမီလုံးလို့ရပါတယ်ရှင်။မှန်ပါတယ်အိမ်မြောင်ကအဲကောက်ပါတယ်။အဲ့ကလေးအမီစိတ်ထဲမှာတော့အခုကြည့်တဲ့ချိန်မှာတကယ်ခံစားချက်ကောင်းပါတယ်ပြီးလို့ရှိရင်ဟိုအစတော့ရိုက်တဲ့ကားတင်ထားတဲ့ကားဆိုရတဲ့အခုကအမီနဲ့ အဲ့ဒီအိမ်မြောင်ပေါ့နော်အဲ့ဒီဟာထဲမှာကြည့်လိုက်တဲ့ချိန်မှာ character တစ်ခုကိုအမီရောက်နေတယ်လို့တော့ခံစားချက်လေးရှိပါတယ်ဟုတ်အမီအခုမူးရောက်ပြောမယ်ဆိုရင်တော့အမီမူးတွေကအခု corey bet သွားနေရပေါ့နော်ဒီပြင်ဆင်နေရောစိတ်တွေရောအမီကအဲ့မူးတိုင်ကိုချက်ချင်းပြီးတော့နေတတ်တယ်အဲ့တော့အမီကိုဒီတစ်ခါတွေ့တာနောက်တစ်ခါတွေ့တာတူမှာမဟုတ်ဘူးအမီက မူးလိုက်ကိုတက်ဝင်တဲ့လူဖြစ်တဲ့အတွက်အဒီတခါတွေ့တော့သူ့ရုပ်ကြီးကတည်နေပါတယ်ရှေ့ခါတော့ကချူချူတိုက်ဆိုချူတိုက်ဖြစ်တဲ့ချိန်မှာချူတိုက်ဝင်စားတယ်အမီကအဲဒီမူးဖြစ်ရင်ဒီမူးတိုင်ကိုနေတတ်တယ်ပေါ့နော်ဆိုတော့အမီကိုတခါနဲ့တခါတွေ့တဲ့ချိန်မှာတော့တူမှာမဟုတ်ဘူးအနောက်ပိုင်းမှာကျတော့အဲမူးလိုက်ပဲနေဖြစ်မယ်လို့တော့ပို့ကိုထင်တယ်ဟုတ်အဲအခုနောက်ပိုင်းကဘယ်လိုပြောမလဲရိုးရရမှုလည်းမဟုတ်ဘူးဟိုခန်းစားချက်တွေက ဒူဘိုင်းဘက်ကိုသွားနေရပေါ့နော်ဖီလင်ကကြောက်အာစပင်နေရောအဲ့ဒီအဝတ်စားတွေဒီလိုမျိုးသိမ်းလာတဲ့ဟာလေးတွေပေါ့နော်ခန်းစားချက်တိုင်းတော့အင်မီနေဖြစ်ပါတယ်ခုပေါ့နော်၁၁ရက်နေ့ကျရင်ပရက်ရှိုးရှိမယ်ဆို၃လပိုင်းတည်းမှာအင်မီရောယုံတင်မှာဖြစ်တဲ့အတွက်အဲချစ်ကြည့်ပါလို့နည်းနည်းဘယ်လိုပြောမလဲကရိုက်တာတယောက်ချင်းစီတိုင်းကသူ့နေရာနဲ့သူအဝင်ခွင့်ကြလေးဖြစ်ပြီးတော့မှဟို တချို့ပိုင်းဆိုအရင်ရှိရတယ်ပေါ့နော်ဘွာမောတွေပြည်စင်มาပါလို့ပြီးလို့ရှိရင်ဒီ we fret production ကလည်းအခုနောက်ကားကြီးလည်းအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ဟိုဟာဖြစ်ပါတယ်လို့အမိနေနဲ့တော့အကုန်လုံးကြည့်စစ်ချင်ပါတယ်လို့ပြောချင်ကြည့်ကြည့်ရင်တော့နည်းနည်းသိမယ်ပေါ့နော်ခန်းစားချက်လေးတွေကအရင်မိုက်ပါတယ်လို့ရည်ရတဲ့အခြေရှိတယ်အရင်ပြောဖို့ကောင်းတဲ့ကားလေးလို့ပြောချင်ပါရှင်